ကမ္ဘောဒီးယားနိုင်ငံရဲ့နေဆက်ဒေတာတွေအားကာကွယ်မှုအတွက်ကမ္ဘောဒီးယားပြည်သူတွေအနေနဲ့စစ်တပ်ကိုထောက်ပံ့ဖို့ငွေကြေးလူရန်စားဖို့ဝင်ကြီးချုပ်ဟောင်းဟွန်ဆန်ကတိုက်တွန်းခဲ့တယ်လို့ဒနီးရှင်းကဖော်ပြခဲ့ပါတယ်။ထိုင်းရဲ့ကျူးကျော်မှုအားဆန့်ကျင်ဖို့ရေရှည်မဟာဗျူဟာတစ်ခုကိုသူကအလေးထားပြောကြားခဲ့ပါတယ်။လက်ရှိမှာအထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဟွန်ဆန်ကဇွန်လ17ရက်မှာကမ္ဘောဒီးယားစစ်တပ်အား CDM Foundation မှတဆင့်ငွေကြေးလူရန်စားဖို့ Facebook မှာရေးသားခဲ့ပါတယ်။ CDM ရုပ်သံလိုက် ုင်းကထူထောင်ခဲ့တဲ့ D Foundation ဟာစစ်တပ်ကိုလူဒန်းနဲ့လှုပ်ရှားမှုအားဥဆောင်လုပ်ကင်လျက်ရှိနေပါတယ်။ဟွန်ဆန်ကသူ့ရဲ့ Facebook ပို့မှာကမ္ဘောဒီးယားအတွက်ပေါင်းစည်းကြပါနိုင်ငံ내ဆက်တွေကိုကာကွယ်တဲ့နေရာမှာ CDM Foundation ကတစဉ်စစ်တပ်ကိုလူဒန်းကြပါလို့ရေးသားခဲ့ကသူ့ရဲ့ဓာတ်ပုံတွေကိုလည်းတင်ခဲ့ပါဗါတယ်။အဲ့ဒီအပြင် CDM Foundation ဟာနိုင်ငံနဲ့နယ်မြေကိုကာကွယ်ရမှာစစ်တပ်ကိုပံ့ပိုးကူညီဖို့ရည်ရွယ်ထားကြောင်းမိမိရဲ့တောင်းဆိုမှုအရာဒီအစီအစဉ်ကိုတက်နိုင်သမျှဆောင်ရွက်ပေးခဲ့ကြသူတွေအားလုံးကိုကျေးဇူးတင်ကြောင်း သူ့ရဲ့ post မှာရေးသားခဲ့ပါတယ်။ဒါကကျွန်တော်တို့ရဲ့ခိုင်မာတဲ့အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ပါ၊စစ်ရေးနိုင်ငံရေးတန်တမာရေးနဲ့ဥပဒေနည်းလမ်းတွေနဲ့အတူထိုင်းနိုင်ငံရဲ့ဒုကြုံမှုကိုတိုက်ဖျက်ဖို့ရေရှည်မဟာဗျူဟာလိုအပ်ပါလိမ့်မယ်လို့ဝန်ဆောင်က ပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်မိမိတို့စစ်တပ်ဟာအမြဲတမ်းအသိပြင်ထားကြောင်းအခုပြဿနာဟာအချိန်ယူဖြေရှင်းရမှာဖြစ်ကြောင်းနိုင်ငံတကာတရားရုံးမှတဆင့်ဖြည့်ရှင်းသွားမည်ဖြစ်ကြောင်းဟွန်ဆန်ကပြောကြားခဲ့ပါတယ်ကျွန်တော်နဲ့ကျွန်တော်ဇနီးဟာစစ်တပ်ကိုကနဦးအလူငွေအဖြစ် ရီယယ်တန်300ဗတ်နှစ်တသမ4တန်လူရန်ထားပါတယ်ကျွန်တော်တို့စစ်တဲ့ကျွန်တော်တို့နိုင်ငံနဲ့ကျွန်တော်တို့နေမြေတွေကို ထောက်ပံ့ပေးဖို့ပြည်သူတွေကိုလည်းကျွန်တော်တိုက်တွန်းပါတယ်လို့ဟွန်ဆန်ကရေးသားခဲ့ပါတယ်